င်္ဂလာပါရှင်။နိုဝင်ဘာလ14ရက်တောက်ကြနေ့ရက်တိမက်ဖော်ရသတင်းကဘာကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ဦးစွာတင်ဆက်ပေးမှာကတော့အမေရိကန်လေရင်တင်သင်္ဘောအုပ်စုကာရီဘီယံတို့ရောက်ရှိပြီးပျောက်ကြားစစ်ဖြင့်ခုခံရန်ဗင်နီဆွဲလာပြင်ဆင်တဲ့သတင်းဖြစ်ပါတယ်။ကမ္ဘာအကြီးဆုံးစစ်သင်္ဘော USS Gerald R. Ford ပါဝင်သောအမေရိကန်ရေတပ်တိုက်ခတ်ရေးတပ်ဖွဲ့သည်ကာရီဘီယံဒေသတို့ရောက်ရှိသွားပြီဖြစ်တယ်လို့အမေရိကန်ရေတပ်ကအတည်ပြုပြောကြားလိုက်ပြီးဗင်နီဆွဲလာကပျောက်ကြားစစ်ပုံစံဖြင့်ရင်ဆိုင်ရန်ပြင်ဆင်နေကြောင်းသတင်းများကဆိုပါတယ်။ ဗင်နီဇွဲလာသည်ပြည်ပတိုက်ခတ်မှုနှင့်ရင်ဆိုင်ရပါကတောင်အမေရိကနိုင်ငံများဖြစ်တဲ့ပီရူးနှင့်ကိုလံဘီယာနိုင်ငံတို့တွင်အုံပြူနေတဲ့ပျောက်ကြားစစ်ပုံစံစစ်ပွဲတစ်ခုကိုဆင်နွှဲရန်စဉ်းစားနေကြောင်းဗင်နီဇွဲလာကာကွယ်တပ်ဖွဲ့များအကြောင်းသိရှိထားတဲ့အရာရှိများကရိုက်တာသတင်းဌာနသို့ပြောကြားပါသည် အမေရိကန်လေဂျင်သင်္ဘောအုပ်စုတွင်စစ်သင်္ဘော၈စီးနျူကလ িয়ার ရေငုပ်သင်္ဘောတစ်စီး F-35 တိုက်လေယာဉ်များပါဝင်ပြီးရခိုင်လာများအတွင်ကဒေသတွင်းမှတပ်ဖြန့်ထားပြီးဖြစ်တဲ့တပ်ဖွဲ့ဝင်တပေါင်းခန်းနဲ့ပူးပေါင်းခြင်းဖြစ်တယ်လို့ဆိုထားကြောင်းလည်းသိရှိရပါတယ်ရှင်။ဆက်လက်တင်ဆက်ပြီးမှာကတော့အာဆီယံရဲ့ပြည်တွင်းရေးဝင်မဆက်ဖက်ရေးမှုကိုပြန်လည်တုံ့တက်ရန်ထိုင်းနိုင်ငံသားရဲ့ဝင်ကြီးတောင်းဆိုတဲ့တဲ့တင်ဖြစ်ပါတယ်။ အာဆီယံအနေဖြင့်ကြာရှည်စွာဂန်ဆွဲလာခဲ့တဲ့ပြည်ရင်းရေးဝင်မဆက်ဖက်ရေးမူဝါဒသည်အရေးယူဆောင်ရွက်မှုမပြုခြင်းအတွက်အကြောင်းပြချက်တစ်ခုဖြစ်မသွားစေရန်၎င်းမူကိုပြန်လည်စဉ်းစားသင့်ကြောင်းထိုင်းနိုင်ငံသားရေးဝန်ကြီးဆီယာဆက်ဖရန်ကက်ကောင်ကပြောကြားကြောင်းသိရပါသည်။ စက်တင်ဘာလတွင်ခန့်ကျင်းခံရမိကကောင်းဆောင်မှုရာထူးမျိုးစုံတွင်တာဝန်ထမ်းဆောင်ခဲ့မှုတဲ့တန်တမန်ဟောင်းဝင်ကြီးကတရုတ်နဲ့အမေရိကန်တို့ကြားပြိုင်ဆိုင်မှုပြင်းထန်လာချိန်တွင်အဖွဲ့ဝင်၁၇နိုင်ငံပါဝင်တဲ့အာဆီယံအဖွဲ့ဟာသဘောတူညီမှုရယူခြင်းနဲ့ပတ်သက်၍ခြေကပ်ပုံအစ်စ်ကိုလက်ခံရမယ်လို့ဆိုပါတယ်။အရှေ့တောင်အာရှနိုင်ငံများအသင်းဝင်များက အသင်းဝင်နိုင်ငံချင်းချင်းကြားလိုက်နာကျင့်သုံးသောပြည်တွင်းရေးဝင်ဆက်ဖက်ရေးမှုကိုအ திக မှုဖြင့်ကြာရှည်စွာဂန်ဆွဲခဲ့ကြတော့လေယခုအခါပို့မှုအရေးတကြီးဆောင်ရွက်ရန်လိုအပ်နေပြီဖြစ်ကြောင်းလဲဆရာဆက်ကပြောကြားခဲ့တယ်လို့သိရပါတယ်ရှင်။ထပ်မံတင်ဆက်ပြပါကတော့ကြာဖြန့်ကောင်းဆောင်ရှီချီချန်တရုတ်နိုင်ငံကိုရောက်ရှိတဲ့တင်ဖြစ်ပါတယ်။နိုဝင်ဘာ12ရက်ညနေပိုင်းကထိုင်းနိုင်ငံဒုဗနာဘူမိလေးစိတ်ကနေတရုတ်နိုင်ငံကိုပို့လိုက်တဲ့ကြာဖြန့်ကောင်းဆောင်ရှီချီချန်ဟာတရုတ်နိုင်ငံနေကိုရောက်ရှိသွားပြီဖြစ်တယ်လို့သိရပါတယ်။ သူကို2022ခုနှစ်ဩဂတ်လကထိုင်းနိုင်ငံဘန်ကောက်မြို့မှာဖမ်းဆီးခဲ့ပြီးတရုတ်အစိုးရရဲ့တောင်းဆိုမှုကြောင့်တရုတ်နိုင်ငံကိုမနီကလွှဲပြောင်းပေးလိုက်တာပဲဖြစ်ပါတယ်။ရှီချီချန်ဟာတရုတ်နိုင်ငံသားဖြစ်ပြီးကမ္ဘောဒီးယားနိုင်ငံသားဖြစ်လေခံယူထားသူပါ။သူဟာကမ္ဘောဒီးယားကကြားဖြန့်စင်တာနဲ့ထိုင်းမြန်မာနယ်စပ်ရွှေကုတ်ကူမြို့တစ်ကအမေရိကန်ဒေါ်လာ15ဘီလီယံတန်မှုရှိကာစီနိုဖျော်ဖြေရေးနဲ့ခီးသွားလုပ်ငန်းဆိုင်ရာအဆောက်အအုံတွေပါဝင်တဲ့ကြားဖြန့်အင်ပါယာကိုဦးဆောင်ခဲ့သူဖြစ်တယ်လို့လည်းသိရှိရပါတယ်ရှင်။ နောက်ဆုံးတင်ဆက်ပေးမှာကတော့ပီရူးနိုင်ငံတွင်ခီးတဲ့တင်ဘတ်စကာဒစီရှိုးတစ်ခုအတွင်းသို့ပြုတ်ကျပြီးအနည်းဆုံးလူ38ဦးသေဆုံးတဲ့သတင်းဖြစ်ပါတယ်။ပီရူးနိုင်ငံတောင်ပိုင်းအရီကီဘာဒေသအတွင်းနှစ်ထပ်ဘတ်စကာဒစီမှာပစ်ကက်ထရက်ကဒစီနဲ့နိုဝင်ဘာ7ရက်ကတိုက်မိခဲ့ရာမှာရှိုးတစ်ခုအတွင်းထိုးချသွားခဲ့ရာအနည်းဆုံးလူ38ဦးသေဆုံးခဲ့ရာကြောင်းအာဏာပိုင်များကပြောခဲ့ပါတယ်။ဖြစ်စဉ်မှာနှစ်ထပ်ဘတ်စကာကပစ်ကက်ထရက်ကနဲ့တိုက်မိပြီးနောက်တွင်လမ်းမရှိမီတာ200ကျော် ေ650ကျော်နဲ့တဲ့ရှုတစ်ခုအတွင်းချသွားခဲ့ခြင်းဖြစ်ရာပီရူးနိုင်ငံရဲ့လူသေဆုံးမှုအများဆုံးရင်တိုက်မှုတရလည်းဖြစ်ခဲ့ပါတယ်။ပီရူးနိုင်ငံတွင်ရှင်မတော်ဆဖြစ်သေဆုံးမှုများကမကြာခဏဆိုသလိုလည်းဖြစ်ပျက်လေရှိကြောင်းသတင်းများကဖော်ပြထားရလို့သိရပါတယ်ရှင်။